သမရာကြီးခင်ဗျာပထမဦးစွာကျွန်တော်ကို White House တို့ထားမှန်ပြီးတော့ကျင်းနာစွာဖိတ်ကြားခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဒုတိယအနေဖြင့်တင်ဟာမိတ်ဆွေရင်းနှီးမှုနဲ့ခေါင်းဆောင်မှုအတွက်ကျေးဇူးတင်ပါတယ်ဂျေရုဆလင်မှာတီဟီရန်အထိဂိုလန်ဂိုမြင်မှာဂါဇာအထိတင်ဟာကျွန်တော်ရခင်ကပြောခဲ့တဲ့အတိုင်းများစွာသောအကြိမ်များစွာကိုတက်တည်ပြခဲ့ပါတယ်တဲ့ White House မှာဤဇွေရရှိခဲ့ဘူးသမျှအကောင်းဆုံးမိတ်ဆွေဖြစ်ပါတယ်။တမရမင်းကြီးခင်ဗျာ တင်တဲ့ကျွန်တော်နှစ်ဦးစလုံးသိပါတယ်ကျွန်တော်ရဲ့နီဆာမှုကိုတင်ဟာအမေရိကန်ကိုပြည်တွင်းမှာခိုင်မာစေဖို့အတွက်အာရုံစိုက်နေတဲ့ချိန်မှာအခြားနိုင်ငံများမှာရှိတဲ့တင်ရဲ့ခေါင်းဆောင်မှုဟာကမ္ဘာကိုပုံမကောင်းမှုစေဖို့အတွက်ပြောင်းလဲနေပါတယ်တင်ဟာစစ်ပွဲတွေကိုအဆုံးသတ်ပြီးညီချင်းရေးကိုတိုးတက်စေရန်ကူညီပေးနေတယ်ယနေ့ကျွန်တော်တို့ဟာဂါဇာစစ်ပွဲကိုအဆုံးသတ်ရတဲ့အရှိအလယ်ပိုင်းနဲ့အခြားမွတ်စလင်နိုင်ငံတွေမှာပင်ညီချင်းရေးကိုစစ်ဆင်ရန်အရေးကြီးတဲ့ ခြေလန်းတစ်ခုကိုလှုပ်ဆောင်နေတယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်ကျွန်တော်ဟာဂါဇာစစ်ပွဲကိုအဆုံးသတ်ရန်တင်ရဲ့အစီအစဉ်ကိုထောက်ခံပါတယ်ဤအစီအစဉ်ဟာစစ်ပွဲမှာအစ္စရေးရဲ့ဂျီမန်ချက်တွေကိုအောင်မြင်စေမှာဖြစ်တယ်၎င်းဟာကျွန်တော်တို့ရဲ့ဒဇကန်အားလုံးကိုအစ္စရေးကိုပြန်လည်ခေါ်ဆောင်လာမှာဖြစ်တယ်၎င်းဟာအာမားယက်စ်စစ်ရေးအင်အားကိုဖျက်ဆီးမှာဖြစ်တယ်၎င်းဟာဟမားရဲ့နိုင်ငံရေးအုပ်ချုပ်မှုကိုဆုံးသတ်မှာဖြစ်ပြီး၎င်းကဂါဇာဟာအစ္စရေးအတွက်အန္တရာယ်မဖြစ်စေတဲ့ တေချာစီမှာဖြစ်တယ်။ကျွန်တော်ရစစ်သားတွေရဲ့ရဲစွမ်းတတ်တည်နဲ့ဆွန့်လို့အနေနာခံမှုမရှိရင်အိညာတို့ရောက်ရှိမှာမဟုတ်ပါဘူး။၎င်းတို့ကဣဇရေလကိုကာကွယ်ရန်ချင်းတက်များကဲ့သို့တိုက်ခိုက်ကြတယ်။၎င်းတို့ကယဉ်ကျေးမှုနဲ့ရစက်ကြံကြမှုအကြာစစ်ပွဲရစစ်တမ်းမှာရှိနေကြတယ်။တပ်နာမင်းကြီးခင်ဗျာကျွန်တော်တို့ရဲ့နိုင်ငံပကုန်းချင်းရှင်ရတ္တိနေချင်းမှာကျွန်တော်တို့ဟာမဖြစ်နိုင်စရာအရာတွေလှုပ်ဆောင်နိုင်တယ်။လဘောင်းနေငယ်က operation rising lion နဲ့ operation midnight hammer ဟာကျွန်တော်ဟာအီရန်ရဲ့ nuclear နဲ့ဒုံးပျံအစီအစဉ်တွေကိုပြင်းထန်စွာထိုးနှက်ခဲ့တယ်။တင်ရရဲရင်နဲ့ဆုံးဖြတ်ခြင်းနဲ့ B2 ဘုံးကျဲလင်းရင်တွေကိုပို့ဆောင်ခဲ့ဒီမှာဒေသတွင်းလုံခြုံမှုကိုတိုးမြင့်စေခဲ့ပြီးကမ္ဘာကိုလည်းလုံခြုံစေခဲ့တယ်။အခုအခါတင်ရခေါင်းဆောင်မှုအောက်မှာကျွန်တော်ဟာစစ်ပွဲကိုအနိုင်ရရန်နဲ့ငြိမ်းချမ်းရေးကိုတိုးချဲ့ရန်နောက်ထပ်ခြင်းလမ်းကိုလှုပ်ဆောင်နေပါတယ်။ တရင်အစီအစဉ်ကကျွန်တော်အစိုးရကစစ်ပွဲအဆုံးနဲ့စစ်ပွဲနောက်ပိုင်းအတွက်ဆုံးဖြတ်ခဲ့တော့ငါးချက်ပါမူဝါဒများနဲ့သဘောတူညီတယ်။လူများစွာကကျွန်တော်ကိုမေးခဲ့တယ်။ Hamas နောက်ပိုင်းမှာတရင်အစီအစဉ်ကဘာလဲတဲ့။ဤနေရာမှာကျွန်တော်တို့ရဲ့အစီအစဉ်ရှိပါတယ်။ကျွန်တော်တို့အစိုးရအဖွဲ့ကအတည်ပြုခဲ့ပါတယ်။ဒီကျွန်တော်တို့ရဲ့ဒဇက်ကန်အားလုံးအသက်ရှင်သူတွေနဲ့တိတ်ဆုံးသူများအားလုံးကိုချက်ချင်းဣဇွေးကိုပြန်လည်ပေးအောင်မှာဖြစ်တယ်။နေ့ ဟမတ်စ်ကိုလက်နက်ချမှာဖြစ်တယ်၃ဂါဇာဟာလက်နက်များနဲ့စစ်တပ်များမရှိတဲ့နေရာဖြစ်လာမှာဖြစ်တယ်၄အစ္စရေးဟန်အနာဂတ်အတွက်လုံခြုံရေးနေစအပဝင်းလုံခြုံရေးထိန်းချုပ်မှုကိုဆက်လက်ထိန်းသိမ်းမှာဖြစ်တယ်၅ဂါဇာဟာညီချင်းနဲ့အယတာအုပ်ချုပ်ရေးရှိမှာဖြစ်တော့လေ၎င်းကိုဟမတ်စ်နဲ့ပါလက်စတိုင်းအာဏာပိုင်များမှအုပ်ချုပ်မှာမဟုတ်ပါဘူးဟမတ်စ်ကတည်ရင်အစီအစဉ်ကိုလက်ခံမှာက တမလာကြီးခင်ဗျာလောက်ဦးစွာအသေးစားစုခွန်မှုတစ်ခုဖြစ်ပေါ်မှာဖြစ်ပြီးအဲ့ဒီနောက်ကျွန်တော်တို့ရဲ့ဒဇဂန်အားလုံးကို82နှစ်အတွင်းလုပေးမှာဖြစ်တယ်အဲ့ဒီနောက်ဟာမတ်စ်ကိုလုံးဝလက်နက်ချရန်နဲ့ဂါဇာမှာလက်နက်တွေကိုဖယ်ရှားရန်နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖန်တီးမှာဖြစ်တယ်ဤနိုင်ငံတကာအဖွဲ့အစည်းကိုဦးဆောင်ရန်တင်ရဲ့စင်တီရှင်မှုအတွက်ကျေးဇူးတင်ပါတယ် တင်ဟာအလွန်လှုပ်များနေတာကိုကျွန်တော်သိပါတယ်ဒါပေမဲ့တင်ရဲ့ခေါင်းဆောင်မှုဟာဂရီကူများအားလုံးကိုလိုက်နာမှာလို့လူတိုင်းကိုယုံကြည်ချက်ပေးမှဖြစ်တယ်ဒီအဖွဲ့စည်းဟာအောင်မြင်ပါကစစ်ပွဲဟာအမြဲတမ်းအဆုံးသတ်မှာဖြစ်တယ်အီဇွေဟာဟမတ်စ်ကိုလည်းနဲ့ချပြတဲ့နောက်အစင်စစ်စုကောင်မှုတွေကိုပုံမလုံးဆောင်မှာဖြစ်တယ်ဒါပေမဲ့အီဇွေဟာအနာဂတ်အတွက်လုံခြုံရေးနယ်စပ်ကိုဆက်လက်ထိန်းသိမ်းမှာဖြစ်တယ် ကျွန်တော်ကဤစစ်ပွဲကိုငြိမ်းချမ်းစွာအဆုံးသတ်ရန်လူတိုင်းကိုအခွင့်အရေးပေးပါတယ်။ဤအစီအစဉ်ကနောက်ထပ်သွေးထွက်တန်းရုံမရှိဘဲကျွန်တော်ရဲ့ညီမန့်ချက်တွေကိုအောင်မြင်စေမှာဖြစ်တယ်။ဒါပေမဲ့ဟာမတ်ကတင်ရဲ့အစီအစဉ်ကိုညှင်းပယ်ပါကကျွန်တော်ဒါမှမဟုတ်စကလုံးများဖြစ်တာလက်ခံပြီးလှုပ်ဆောင်ချက်တွေမှာစန့်ကျင်တိုက်ခိုက်ပါကဤဆွေးဟာအလုတ်ကိုမိမိကိုယ်တိုင်အပြေးတတ်မှာဖြစ်တယ်။၎င်းကိုလွယ်ကူသောနီလန်းဖြစ်ဒါမှမဟုတ်ခက်ခဲသောနီလန်းဖြစ်လှုပ်ဆောင်နိုင်တယ်။ဒါပေမဲ့လည်း ကျွန်တော်တို့ကလွယ်ကူသောနိလန်းကိုနှစ်သက်တော်လဲမြို့တို့ပြင်ဖြစ်စေလှုပ်ဆောင်အောင်ဖြစ်တယ်။ကျွန်တော်တို့ကဟာမတ်ကိုဂါဇာမှာဆက်လက်ရှိနေခွင့်ပြုရန်နဲ့ကျွန်တော်တို့ကိုထပ်မံတိုက်ခိုက်ရန်ကျွန်တော်တို့ရဲ့လူငယ်တွေကိုဆုံးလွတ်ခဲ့ခြင်းမဟုတ်ပါ။တမရကြီးခင်ဗျာပါလက်စတိုင်းနိုင်ငံကိုအတိမပြုခြင်းစန့်ကျင်သည့်တင်ရက်ပြင်းထန်တဲ့စကားတွေကိုကြားရသည့်အတွက်ကျွန်တော်တို့ပျော်ရွှင်ပါတယ်။အောက်တိုဘာ9ရက်နောက်ပိုင်းသူတို့ပြုလုပ်ခြင်းဟာအကြမ်းဖက်မှုကို စုချင်းမြင့်ချင်းလုံခြုံရေးကိုဖျက်ဆီးခြင်းနဲ့ Israel ရဲ့တည်ရှိမှုကိုအန္တရာယ်ဖြစ်စေခြင်းဖြစ်မယ်။ Palestine အနာပိုင်နဲ့ပတ်သက်၍သူတို့ဟာလုံးဝနဲ့ယူသားစွာပြောင်းလဲမှသာ Gaza မှာမြေကြီးအခန်းကဏ္ဍကိုမဆိုးရှိနိုင်မှာမဟုတ်ကြောင်းတင်ရရှင်းလင်းတဲ့ရည်တည်ချက်အတွက်ကျေးဇူးတင်ပါတယ်။တင်ရ2020ရင်းချမ်းရေးအစည်းအဝေးမှာမြေကြီးပြောင်းလဲမှုလိုအပ်ဒီကိုရှင်းပြခဲ့ပါတယ်။၎င်းဟာပစမပြောဆိုမှုသာမဟုတ်ပါ၎င်းဟာစည်ရင်းကိုအမှတ်ချက်တင်ယုံတာမဟုတ်ပါ၎င်းဟာ နက်ဆိုင်ယူသားပြီးအမြဲတမ်းပြောင်းလဲမှုဖြစ်ရမယ်ဆိုလိုတာကတပ်ဖြတ်မှုအတွက်ငွေပေးချေမှုစနစ်ကိုအဆုံးသတ်ရန်ဂျူးလူမျိုးတွေကိုမုန်တင်မှုတင်ကြတဲ့ကျောင်းဖတ်စာအုပ်တွေကို ပြောင်းလဲရန်မီဒီယာမှာမုန်တင်မှုစကားတွေကိုရပ်တန့်ရန်နိုင်ငံတကာတရားရုံးများတွင်ဣဇရေးအပေါ်ဥပဒေရေးရာတိုက်ခိုက်မှုတွေကိုအဆုံးသတ်ရန်ဂျူးနိုင်ငံကိုအတိမပြုရနဲ့အခြားပြည်ပြင်ပြောင်းလဲမှုများစွာဖြစ်ပါတယ်။အန်အော်စရာနှလုံးကျက်ကိုစောက်ဆန်းရန်အစား တင်ရဲ့အစည်းအဝေးကဂါဇာအတွက်လက်တွေ့ကျတဲ့စစ်ဆေးရန်လမ်းကြောင်းကိုပြပါတယ်။ဂါဇာကဟာမတ်စ်နဲ့ပါလက်စတိုင်းအနာပယ်များမှအုပ်ချုပ်မှာမဟုတ်ဘဲဣသရေလနဲ့ညီရဲရေးကိုအမှန်တကယ်လူလောက်သူများမှအုပ်ချုပ်မှာဖြစ်တဲ့ကျွန်တော်ဟာဤဒီမှာဂါဇာအတွက်တောင်ကဒေသတစ်ခုလုံးအတွက်ပါအသည့်စတင်မှုတစ်ခုဖြစ်နိုင်တယ်လို့ထင်ပါတယ်။တင်ရဲ့အုပ်ချုပ်မှုအောက်မှာကျွန်တော်ဟာ၅နှစ်ကဖန်တီးခဲ့တဲ့အိဗရာဟန်ဒီဘောတူညီချက်များကိုလည်းပြန်လည်တည်ဆောက်နိုင်ပါတယ်။ ကျွန်တော်တို့က၎င်းတို့ကိုအစွန်ရောက်မှုအစားနေကြံရေးကိုရွေးချယ်သောအာရာနဲ့မွတ်စလင်နိုင်ငံများတို့ချက်ထွင်းနိုင်ပါတယ်။လောင်းကလွယ်ကူမှာမဟုတ်ပါဒါပေမဲ့လည်းကျွန်တော်တို့ကအောင်မြင်ပါပါကမြည်သူမြဖြစ်နိုင်မှာမဟုတ်လို့မထင်ခဲ့တဲ့အခွင့်အရေးတွေကိုဖွင့်လှစ်နိုင်မှာဖြစ်တယ်။တမလာကြီးခင်ဗျာတင်ဟာအောက်တိုဘာ9ရက်ကိုမမိပါလို့မကြခဏပြောခဲ့တယ်။ကျွန်တော်တို့မမိပါတယ်။ဒေါ်နေရဲ့ထိတ်လန့်မှုတွေကိုကျွန်တော်တို့ဘယ်တော့အခါမှမေ့မှာမဟုတ်ပါ။တို့တို့ ်ဘယ်တော့အခါမှမဖြစ်ပွားရင်လူအသမျာအရာအားလုံးကိုလှုပ်ဆောင်မှာဖြစ်တယ်။အော်တိုဘား9ရဲ့နောက်ပိုင်းဣဇွေရဲ့ရန်သူတွေဟာခါတိတဲ့အမှန်တရားကိုတစ်ခုကိုတင်ယူခဲ့ရတယ်။ကျွန်တော်တို့ကိုတိုက်ခတ်သူတွေဟာလေးလံတဲ့စုကြေးကိုပေးဆပ်မှာဖြစ်တယ်။ဒါပေမဲ့လည်းကျွန်တော်တို့နဲ့ပူးပေါင်းလှုပ်ဆောင်သူတွေဟာ၎င်းတို့ရဲ့ပြည်သူတွေအတွက်လုံးကြုံမှုနဲ့တိုးတက်မှုကိုရရှိမှာဖြစ်တယ်။တမနာထွန်းကယခုလေးတင်တော်ကြခဲ့ပါတယ်။တမန်ကျမ်းစာတွေလည်းရှိတယ် တင်တို့ကိုကောင်းကြီးပေးသူများကောင်းကြီးခံစားရမယ်တင်တို့ကိုကျင့်ဆဲသူတွေဟာကျင့်ဆဲခံရမယ်တဲ့ဤဒီမှာယခုဖြစ်ပွားနေတာကိုကျွန်တော်တို့မြင်တွေ့နေရတယ်ကျွန်တော်တို့ဟာကောင်းကြီးတွေကိုလိုလားတယ်ကျွန်တော်တို့ဟာယခင်နှစ်နှစ်အတွင်းကျင့်ဆဲမှုကိုဖယ်ရှားရန်အများအပြားလှုပ်ဆောင်ခဲ့ပြီးဖြစ်တယ်ကျွန်တော်တို့မပြီးဆုံးသေးပါဒါပေမဲ့ကျွန်တော်တို့ဟာသူတကွအများအပြားလှုပ်ဆောင်ခဲ့ပြီးဖြစ်တယ်ဤအခိုက်တန်းတို့ရောက်ရှိရန်ကျွန်တော်တို့ရဲ့လှုပ်ဆောင်မှုတွေအတွက်တင်ရန်အဖွဲ့အစည်းတစ်ခုလုံးကိုကျေးဇူးတင်ပါတယ် အီဇွေးနဲ့အာရနိုင်ငံများကိုပုံမနိကစင်ရန်၎င်းတို့ရဲ့ခိုင်မာသောကြိုးပမ်းမှုတွေအတွက်စတီရိုက်ဖော်နက်ဂျက်ရက်ကုစနာတို့ကိုဒူးကျေးဇူးတင်ပါတယ်ကျွန်တော်ဟာ၎င်းတို့ကိုလူကြည့်ခြင်းကြောင့်ဒီကနေ့ပြောလိုပါတယ်ယနေ့ကျွန်တော်ဟာကာတာရဲ့ဝန်ကြီးချုပ်နဲ့လည်းဖုန်းဖြင့်စကားပြောခဲ့ပါတယ်အီဇွေးဟာကာတာကိုမဟုတ်ပဲအချမ်းဖက်သမားတွေကိုပြစ်မှတ်ထားခဲ့ကြောင်းကျွန်တော်ပြောခဲ့ပါတယ်ကျွန်တော်တို့ကကာတာနိုင်ငံသားများတည်ဆုံမှုအတွက်ဝမ်းနည်းပါတယ် ၎င်းတို့ကကျွန်တော်တို့ရဲ့ပြစ်မမဟုတ်ခဲ့ပါအမေရိကန်၊အစ္စရေးနဲ့ကာတာတို့ရဲ့သုံးပွင့်ဆိုင်အဖွဲ့တစ်ခုကိုအကြံပြုခဲ့တဲ့အတွက်သမ္မတထရန့်ကိုကျေးဇူးတင်ပါတယ်ပြဿနာများနဲ့ပြဿနာများကိုကင်တွယ်ရန်ဖြစ်တယ်အကယ်၍ကျွန်တော်တို့ဟာ၎င်းတို့ကိုဖြစ်ရှင်းနိုင်ရင်ဒါမှမဟုတ်လမ်းကြောင်းတစ်ပေါ်တွင် ထားရှိနိုင်ရင်၎င်းဟာလူတိုင်းအတွက်ကောင်းမွန်မှာဖြစ်တယ်အရေးကြီးဆုံးမှာကျွန်တော်ဟာတပိုင်းမှာသင်ရဲ့ခေါင်းဆောင်မှုအောက်အစ္စရေးနဲ့အမေရိကန်တို့အရှိအလဲပိုင်းကိုပြောင်းလဲနိုင်ကြောင်းပြသခဲ့ပြီဖြစ်တယ် ယနေ့ကျွန်ုပ်ဟာဂါဇာစစ်ပွဲကိုအဆုံးသတ်ရန်တရက်အစီအစဉ်အားထိုးအရာကိုထပ်မံလှုပ်ဆောင်နိုင်မည်ဟုညွှန်လင်းပါတယ်။ဤအစီအစဉ်အားသူတို့ရဲ့ဒဇခန်တွေကိုလုပေးမှဖြစ်ပြီးဂါဇာမှာဟာမတ်အုပ်ချုပ်မှုကိုအဆုံးသတ်မှဖြစ်ပြီးကျွန်တို့ရဲ့ဒေသရှိပြည်သူတွေအတွက်ပုံမလုံချုပ်ပြီးချမ်းသာသောအနာဂတ်ကိုတည်ဆောက်မှဖြစ်တယ်။တမနာကြီးခင်ဗျာဘုရားသခင်ကအမေရိကန်ကိုကောင်းချီးပေးပါစေ။ဘုရားသခင်ကဤဇွေကို ကောင်းချီးပေးပါစေ။ဘုရားသခင်ကကျွန်တော်တို့နိုင်ငံရဲ့ မဟာမိတ်ဆက်ဆံရေးကိုကောင်းချီးပေးပါစေ။ဟေဘရူးဘာသာဖြင့်ကျွန်တော်ပြောပြစေ။ကျွန်တော်တို့အားလုံးအသက်စာအုပ်တွင်ရေးမှခံရပါစေ။ဂျေဇုတင်ပါလေ။ Thank you. Thank you very much baby. ဆရာဆရန်တွေကိုလက်မရစ်ထိုးရတဲ့နိုင်ငံများမှာခွင့်ပြုချက်များရရှိဖို့အတွက်စောက်ဆိုင်နေချိန်မှာယခုချိန်မိကွန်းတွေကို ယူတင်ပါတယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ဟာမကြမ်းမီဒီမိုကရက်တက်အဖွဲ့နဲ့တွေ့ဆုံပြီးကျွန်တော်ရဲ့နိုင်ငံကိုဆက်လက်ဖွင့်ထားတဲ့မြေလိုလှုပ်ဆောင်မှုကိုဆွေးနွေးမှာဖြစ်တယ်၎င်းတို့ရဲ့စိတ်ကူးတွေကကျွန်တော်ရဲ့နိုင်ငံအတွက်ကောင်းမွန်မှုမရှိတော့လဲကျွန်တော်တို့အရာတွေကိုမြေလိုဖြစ်ဖြစ်ပြမယ်ကိုကြည့်ရှုမှာဖြစ်တယ်ဒါပေမဲ့ယနေ့ဟာတမိုင်းဝင်တဲ့နေ့ဖြစ်တယ်ယနေ့ဟာအန်အော်ဗန်နေ့ဖြစ်တယ်ဆာဗေးစာတမ်းတွေကိုလက်မရေးထိုးရတဲ့နိုင်ငံများစွာမှာခွင့်ပြုချက်တွေကို စောက်ဆိုင်နေချိန်မှာကျွန်တော်တို့ဟာမိကုံးတွေကိုမယူသင့်ပါဘူး။ Israel တရင်ထောက်တွေထာမမိကုံးတစ်ခုဒါမှမဟုတ်နှစ်ခုကိုယူနိုင်မှာဖြစ်တော့လဲစောက်ဆိုင်ရင်ပုံမကောင်းမော်တယ်လို့ကျွန်တော်ထင်ပါတယ်။ကျွန်တော်တို့သဘောတူညီချက်တွေကိုဖောက်ဦးစွာအပြည့်တကြဆုံး။ယေရှုတင်ပါတယ်။အားလုံးကိုအလုံးယေရှုတင်ပါတယ်။ But I, I would think, Mr. President, that I would go by your instinct that this is. Uh We'll have enough time for questions. Let's settle I the issue so. first, I think. No, no, no. Thank you very much. Everybody. Thank you.